တကယ်ချင်းအားလုံးပဲမင်္ဂလာပါ Animas Anime ကနေပြန်ကြည့်ဆိုလိုက်ပါရယ်ကျွန်နေ20ပြည့်မဲ့ Anime ကတော့ Love Mystery ရဲ့ Episode 5ထိပဲဖြစ်ပါရယ်တကယ်ချင်းတို့ရဲ့ Animas ရဲ့ official.com ကိုဖွင့်လိုက်ပြီမလို့ Animas Anime official ကိုရိုက်ရှာပြီး TikTok မှာပါအားပေးလို့ရနေပြီနော်ပြဿနာ trace ရောက်လာတော့လူတွေအားပေးနေကြက Captain Delio သူက attack နဲ့စာကို black band မျိုးကိုပြန်ပို့နေလို့ငါလက်နေသိမ့်မကောင်းဘူးကျွန်တော်ကြားလာတော့ Aura Order က True Creator ကိုကိုးကွယ်တာတဲ့ Vincent လည်းမရှိတော့စုံစမ်းဖို့ကခက်နေတယ်ပြဿနာလည်းပြီးသွားတယ် ခလိုင်းလဲဂျိုဆေးဆိုတဲ့လူကလွန်ခဲ့တဲ့တလတုန်းကအယ်ဖာဖာကိုသွားရင်ပြောင်းနေလို့အစီရင်လုံရင် CIA ရဲ့အစွမ်းနဲ့လိုက်ရှာတယ်ဂျိုဆေးကတင်းမောပြတ်လို့ကန်းချီကနေအိမ်တစ်ခုကိုရောက်သွားတာကိုသိလိုက်ရတယ်ဒါပေမဲ့ဂျိုဆေးကိုထရစ်ကခဲ့တင်ထားပြီးသူမိမကကျေးဇူးတင်တယ် ထရစ်လက်ကလိုင်းကိုတရီထားမိသွားပြီးဂျိုဆေးရဲ့အခြေအနေကိုမေးကြည့်လိုက်တော့ဘဲကြီးလဲအဖဖာကနေပြန်အောင်လာခနဲ့ကအိမ်မဆိုးတွေမှတ်နေတယ်တကယ်ဖြစ်တဲ့တိုက်ခန်းစားရလို့ကြောက်တာပေါ့အဲ့ဒါတွေကိုပြပြပေးပါခလိုင်းလဲတမောပေါ်ကိုရောက်သွားပြီးဘဲကြီးကကလေးကိုရေထဲကိုပစ်ချရင်ခုံစင်းဖို့လုပ်နေတော့ဂျိုဆေးကကဲတင်လိုက်တယ်အဲ့လူကနောက်ဆုံးကြံခဲ့တယ်ပုံကန်တဲ့သူပေါ့သူဘာလို့အလုပ်လုပ်လဲဆိုတာကိုငါသိချင်တယ်လေသူလုံးလိုက်တာကပုံမှန်မှမဟုတ်တာပြောနေတော့အနောက်ကချိနေမှတီလို့လှည့်ကြည့်လိုက်တော့တခြားနေရာကိုရောက်သွားခဲ့တယ်ငါဘယ်လိုလုပ်ဒီကိုရောက်လာတာလဲမကောင်းတာခန်းစားလိုက်ရလို့ပြန်ရောက်လာတော့ အဲ့ဒါကခွန်နဲစစ်ဆောင်ပေါ်မှာမလားအခက်မသိရင်ထုတ်တော်ရမှာမဟုတ်ဘူးအဲ့နေရာကလူသားတွေရဲ့နေရာမှမဟုတ်တာကံကောင်းစေတဲ့အစီရင်ကတခြားတရှိမှုကိုပါခန်းစားရစေတာလား Professor Asif ပြောခဲ့တာကအကျိုးရှိတာပဲ Captain Jose ကတမောပေါ်မှာပုံကံခံခဲ့ရတယ်ကျန်တဲ့လူတွေကသူ့ရဲ့မှတ်ဉာဏ်ကိုပြင်လိုက်ပြီးအဲ့ဒီလူက Tris ပဲ Tris လိုလူမျိုးကိုဒီလောက်နဲ့ဝင်ဖမ်းလို့ရမှာမဟုတ်ဘူးတပ်သေးတွေလူတွေအမိန်ပေးနိုင်တဲ့သူတွေနဲ့ကောင်စီလူချင်းရေးစီကနေအကူအညီယူရမယ်တစ်ဖက်မှာတော့ Tris လဲစော်လေးတွေနဲ့အိတ်နေတုံးလန့်သွားက မင်းကလူသမားတွေရဲ့အသီးကိုစားသုံးနေတာပဲယောက်ျားတွေချင်းချင်းတိုက်ခိုက်ဖို့အားပေးပြီးနောက်နေ့ကျတော့သူတို့ရဲ့မိမတွေနဲ့နူလာခဲ့တယ်အလုပ်ဖြစ်အောင်လုပ်ဖို့ကခက်တယ်လေငါလုပ်စရာတွေကိုလုပ်လိုက်ရတော့မလားအေးမင်းကလုပ်ခိုင်းချင်တာရှိတယ်နိုင်ဟော့တွေကိုစောင့်ကြည့်အောင်မင်းရတဲ့စုကအကူအညီပေးလိမ့်မယ် sequence 7ရဲ့ formula ပေါ့မြို့ထဲမှာတော့ glider nail ကိုအဆောင်ပြုလုပ်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုမေးတော့ချင်းကံမျိုးရဲ့မြောက်ဈေးကိုခေါ်သွားခဲ့တယ်မင်းတို့စင်နာတွေအကုန်ဒီမှာဝယ်လို့ရတယ် ်အဲ့မှာဘဲတပွေကခလိုင်းကိုတော်ချင်းချောက်နေပြီးနီလ်ကတော့စိတ်ထဲမှာမထားဘူးပြောတယ်ခလိုင်းလည်းဆီယာရဲ့အစွမ်းနဲ့ပစ္စည်းတစ်ခုကိုယူလိုက်တော့ဆန့်ရှင်ကအမ်ပါရာရူဆဲကြီးထားတဲ့လှုပ်ဝက်စာပဲအဲ့ဒါတစ်ခုယူမယ်ဟမ်ထရစ်ပဲသူနောက်ကိုလိုက်နေရင်သူ့ကိုဘသူကလိုက်နေတာလဲရဲရီပဲထရစ်ကပြေတော့လိုက်ပြရင်တုတ်ကြလာတဲ့သူကိုပါကယ်တင်လိုက်ရတယ်အပေါ်ကိုတက်ပြေးရင်အပြစ်ခံလိုက်ရကထွက်ပြေးနေတာကိုစလိုက်ပြစ်နေလို့ပောက်ခွဲနေတယ်ခလိုင်းတို့လည်းကပတိန်သူလွတ်သွားပြီး ဒေါ်စဝင်းဘာမှလိုက်ရှာကြမယ်ရဲတွေသူ့ရဲ့အကြောင်းကိုတိသွားပြီးတခြားမျိုးကလူတန်းမှုမှာပါဝင်ပတ်သက်နေတယ်သူက sequence A assassin ပတ်ဝေးလေး klein လဲ trace ရဲ့အုတ်ထုပ်ကိုခြေရာခံလိုက်ပြီးလိုက်တယ်သူ့ရဲ့ပတ်ဝေးကဒီမိုတွေနဲ့ပတ်သက်နေတာထင်ကန်မျိုးက bunar တွေအကုန်လုံးကသူ့ကိုလိုက်ဖမ်းနေကြပြီလေသူတို့ကဒီမွန်ကိုကိုွယ်တာကပ်ဖေးတွေဖျက်အောင်လုပ်တာပေါ့မိမတွေကသူတို့ရဲ့အဖွဲမှာရာထူးကြီးကြတယ်လေအဲ့ကိုရောက်တော့ကလိုင်းကအပြင်မှာစောင့်နေပြီးကျန်တဲ့သူတွေကတော့တောက်ကြတယ်စော်လေးတွေထွက်လာရင်ကလိုင်းကဝင်တိုက်မိတယ် အမေငလေးတွေကိုရဲတွေကခေါ်သွားပြီးတန်စမစ်လဲထရစ်ကိုရှာမတွေ့လို့သူကြီးထုတ်ရတယ်ရဲတွေသူ့ကိုတောက်လျှောက်ရှာပြီးမှမတွေ့လို့ဝရန်ကိုပိတ်လိုက်ရတယ်တိတ်မချခင်မှာပဲငါကိုဟိုလ်ဒီကတိတဲကသူတို့ရဲ့အဖွဲ့ဝင်ပြင်လက်ခံလိုက်လို့တပတ်ကို၆ပေါင်ရတယ်ထာရော့ကလပ်ကိုလည်းဝင်ထားလို့စေးရီချီဖြတ်တာကအကူအညီဖြစ်တယ်ဟမ်မန်လည်းပူကျန်းလာပြီးလက်ဖွဲ့ကိုမလီဆာနဲ့ဘန်ဆန်နဲ့ကြိုက်ကြတယ်ငါလည်းနေတိုင်းငါရဲ့စကေးတီကိုတို့တက်အောင်လေ့ကျင့်နေပြီးဘီယွန်ဒါတွေကြောင့်ငါပွားလည်းအဆင်ပြေလာတာပေါ့။နောက်ရကျတော့မီရှဲကသူ့ကိုဈေးထဲခေါ်သွားပြီးလူသိန်းလုံးတွေများနေတယ်။အဲဒါကြောင့်ငါတို့ကိုစုံစမ်းဖို့တော်တော်ဝင်ရထားတယ်။ယောဂဖြစ်တဲ့သူတွေကအများအပြားအခြေခံလူ န်းစားတွေပဲယောဂကသူတို့ရဲ့ energy ကိုစုပ်ယူသွားတာကလိုင်းရဲ့အမိဖြစ်နေတာနဲ့တောင်တူနေသေးတယ်ကလိုင်းလည်းအဲ့လူရဲ့တိတ်ကိုခြေရာခံလိုက်တော့သူ့ရဲ့နောက်ကျိုးကိုလူတယောက်ကထိလိုက်လို့ယောဂဖြစ်သွားတာကိုဒန်စမစ်ကိုပြပြလိုက်တယ်ဒီယောဂတွေကပုံမှန်ဖြစ်နေကြတဲ့တူပေမဲ့မရှိုးသားဘူး Exo Netris ကဆက်ဆက်နေမယ်ထင်တယ်ကလိုင်းလည်းထူးဆန်းတာကိုတတိထားမိသွားတော့သူ့ဒေတာကမထူးဆန်းပေမဲ့ energy တွေစုပ်ယူခံလိုက်ရတယ်ပြောရရင်ရေပူစော်ခံလိုက်ရတာပေါ့ တက်တက်ကမကောင်းတဲ့နဖျားတွေကိုဆင့်ခေါ်ဖို့အတွက်အကောင်းဆုံးပဲလေအဲ့ဒါကြောင့် Demon Nexus ကတင်ကံမျိုးထဲမှာရှိနေတာပေါ့ငါတို့နှစ်ယောက်ပူပေါင်းလိုက်တော့အကုန်ဆင်းပြေသွားပြီမင်းအဲ့ဒါကိုဘယ်လိုလုပ်သိတာလဲငါတို့မှလှုပ်ဝက်ချက်တွေကိုစီနဲ့ဆိုပြီးမက်တစ္ဆာမဖောက်ရင်ရပြီလေငါတို့တွေ Trish ကိုရှာမရမယ်ဒါကိုချာခံကြည့်လိုက်ပေါ့ကလိုင်းနဲ့သူ့ရဲ့ဆွမ်းနဲ့ကြည့်လိုက်တာတွေ့တော့အဲ့ဒီကိုသွားကြရတယ်မမြင်ရအောင်နောက်ဆက်နေကြရတယ် Trish ကတော့အလှပြင်းရင်စောင့်နေကရစ်ပူစောတဲ့အိမ်ကိုတွေ့သွားတယ်ဒန်စမက်နဲ့သူ့ရဲ့ဆွမ်းကိုတုံလိုက်တော့မှန်ကွဲသွားလို့အပြင်ကိုကြည့်လိုက်ရင်ကိုဖြောက်လိုက်တယ် အန်ကနေအပြင်ကိုထွက်ပြေးနေတော့တည်သွားပြီး Fryc ကိုတရေတွေလာလို့ပြန်ပြစ်နေရင်ထုတ်ခံလိုက်ရတယ်။ဒါပေမဲ့အတုဖြစ်နေကပြန်ကြုံလူကနေတော့ကန်ခံလိုက်ရပြီးဖိခါနီမှာ နေရာချိန်လိုက်တယ်။ပြလို့ရှောင်းနေက Smith လည်းဒီမှာစောင့်နေဖို့နဲ့မနိုင်ရင်ပြေးဖို့ပြောလိုက်တယ်။ Mission ပြစ်လိုက်တာထိသွားပေမဲ့အတုဖြစ်နေပြီးမှန်တဲ့ပြန်ပြစ်တာကို Smith ကကာလိုက်တယ်။ ထရစ်လက်အောက်ဆင်းပြေးရင်သူတို့ရဲ့နှဖျားမဆီကိုဆူတောင်းလိုက်တော့တဲရဲများကြီးထွက်လာကသူမက sequence 7ပဲ event အခေါ်ကိုအသက်ပြန်သွင်းနေတယ်တရဲတွေကိုခုခံရင် fry ကပူးခံလိုက်ရတယ် dance smith လည်းအထက်ကိုဝင်ကြည့်လိုက်တာရေပူစော်ထားတဲ့အချုပ်တွေကိုတွေးလိုက်ရပြီးအချုပ်ခံလိုက်ရပြီးမပြန်ခုခံရင်ပြစ်လိုက်တာ primordial ရဲ့ demonus ကိုတွေးတော့အံ့ဩနေတယ်တိုက်ခိုက်တာကိုစွမ်းကုန်ကာလိုက်တာတော်တော်ထိသွားပြီးကုန်အံ့ဩနေကြတယ် အပြင်ကိုထွက်ပြေးရင်မီရှဲကိုတိုက်ခိုက်လိုက်တာထိသွားပြီးကိုဖြောက်ရင်ပြေးသွားလို့လိုက်ဖမ်းတယ်။သော်ကအစီရင်လုံနေတော့မီရှဲလက်တံပြန်အစီရင်လုံရင်လက်သေးခုံကိုလွှင့်ပြစ်လိုက်တာကန်ကောင်းသွားကစော်လီကတော့သူနိုင်မီအထင်းနဲ့ထွက်ပြေးသွားခဲ့တယ်။ခလိုင်းလည်းအိမ်ထဲကမှန်ကိုခြေရခံကြည့်ရင်တွေ့တဲ့ကောင်မလေးကသူနဲ့ဆုံဖူးတဲ့သူဆိုတော့ကိုမှတ်မိသွားတယ်။ ဈေးပူစော်တဲ့နေရာကိုကြည့်ရတာအယ်ဖာဖာကလို့ရတဲ့သူတွေအတွက်စဉ်းစားတိုက်ပြီးပြီး Tris လဲပါလိမ့်မယ်ငါအထင်တော့သူက Tris ပဲဒါဆိုရင် तू ကမိမလိုဟန်ဆောင်နေတာပေါ့မဟုတ်ဘူး तू ကမိမဖြစ်သွားတာအဲ့ဒါကြောင့်သူ့ကိုဝင်ဖန်တုံးကမတွေ့ရတာပေါ့အရှင်တုံးကအထက်တွန်းလာမိမတယောက်ရဲ့ဖြစ်နေတောင်ဆင်နေတယ်ကြည့်ရတာ Demonus Gang ကဆရာကြီးတွေကယောက်ျားလေးလိုဟန်ဆောင်နေကြတာပေါ့အဲ့ဒီနီးပညာက Demonus Gang ရဲ့ဂွေတင်စဉ်အမှုပညာပေါ့။နောက်ရကျတော့ရထားပေါ်မှာ Tris ကိုအကုန်လုံးကဝိုင်းရှိုးနေကြရင်ကြောင်နေကြက Tris လည်းတင်ကံမျိုးထဲကနေအစ်စ်ထွားနိုင်ခဲ့တယ်။အဆုံးရှိရှိပေးခဲ့ကြလို့တကယ်ချင်းတို့အလုံးကိုထူပဲကျွေးနေရှိပါတယ်။